ိုရကလေးကဖြစ်ပြီးပြေးတော့တာမိမိပြီးတော့ပြေးတော့တာပေါ့မျိုးမျိုးဘွားနေပြောပဲဒီ EBC ရုံးကပဲမိဖြတ်ပြီးတော့မှအဲဖြတ်လိုက်တဲ့အခါကျတော့ဒီခိုးရလက်လုံး60မမတို့80မမတို့ဒါကကျွန်တော်တို့ကရန်သူလက်နဲ့ကိုယ်လက်နဲ့အဖြစ်ကျွန်တော်တို့အစ်စ်တွေလည်းပဲကျွန်တော်တို့ကိုင်ကိုင်တစ်ခိုင်နိုင်တော့ပြီပေါ့နော် မင်္ဂလာပါအဲကျွန်တော်တို့ဒီချက်ထဲမှာပဲအောင်မြင်မှုရခဲ့တဲ့ပဲခူးတိုင်းနက်တလင်းမြို့နယ်တဲ့ကအဲတမငယ်ရေစကန်အဲရေစကန်ကိုတိုက်ခဲ့တဲ့တပ်ဖွဲ့တွေပေါ့နော်အဲတပ်ဖွဲ့တွေတဲ့ကဒါ BD ရဲ့တိုင်မှုတယောက်နဲ့အဲပုံမိုးကျိုးပေါ့နော်အဲသူနဲ့ကျွန်တော်အင်တာဗျူးထားရှိတယ်တိုက်ပွဲနောက်ွယ်ကအပြစ်မှန်လေးတွေကိုကျွန်တော်နားထောင်ကြည့်လိုက်အောင်တဲ့အရင်ဆုံးမိတ်ဆက်ပေးပါဦးโอเคโอเคเอ่อကျွန်တော်ကအခုလက်ရှိဒါဝင်ကတော့ဒါဝင်ခိုင်အဲတိုင်း383ညတိကအဲ တာရင်မူမိုးချိုးကြီးပေါ့နော်အဲ့ဒါအားလုံးလည်းဒီ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 ဟုတ်ကဲ့ဒီသားပါလားမိုက်တယ်မိုက်တယ်ကိုရကိုအဲ့ဒါလေးကျွန်တော်ဟိုပါပေါ့ဒီရှေ့ရှေ့တိုက်ပွဲတွေရဲ့အောင်မြင်မှုအကြောင်းလေးမေးချင်တာပေါ့အဲ့ဒီကဒါရေစကန်ရေကင်းစကန်တစ်ခုကိုဝင်ပြီးတော့တိုက်ခိုက်တဲ့ဟာမျိုးကျွန်တော်တွေ့ရတာလေ အဲအဲ့မှာဒါအောင်မြင်မှုတွေလည်းရတယ်အဲပြီးတော့ဒါအကျိုးမြတ်ရရလည်းတွေ့ရတယ်အဲကြအဲ့ကတွေ့ကြုံရတဲ့ဒါအဖြစ်ပြက်လေးနည်းနည်းပြန်ပြောပေးပါလားပြန်မျှဝေပေးပါလားကိုဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်ကတော့ဒီတိုက်ပွဲအတွေ့အကြုံအရာဒါပြောမယ်ဆိုရင်တော့ကျွန်တော်တို့မှကအဓိကဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့စကန်တကူဒီနမငယ်စကန်ကိုအဲတိတ်ခိုက်ဘိမ့်ပိုက်ပဲဆိုတော့ကျွန်တော်မှကြိုတင်ပြင်ဆင်မှုတွေလုပ်ရတာပေါ့ ဂျူရီမီစီမှုလောက်ရတယ်ဆိုတညလုံးကျွန်တော်ခရီးရှောက်ရတယ်ဟိုအတွင်းထဲမှာလည်းဖြစ်နေတဲ့အခါကျတော့ဒီကစကန်းကြီးကိုထားပြီးတော့မှဟိုဘက်ကအတွင်းထဲမှာရှိတဲ့စကန်းငယ်လေးတွေကိုသိမ့်နိုင်ဖို့အတွက်ကမနေ့ကြိုးစားရတယ်ပေါ့နော်မနေ့ကြိုးစားရတဲ့အခါမှာမှတို့ကအကွင်းမြင်ကြီးကိုမဖျက်ရတယ်ရေရေကူးသွားတာမျိုးလေးရှိတယ်ပေါ့မျိုးမျိုးချော်ပြခဲ့ရတယ်ဒါပေမဲ့ဒီကျွန်တော်တို့မှာကအတိကစိတ်ဓာတ်ခွန်အားတွေဒါမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ကျွန်တော်ကအစိတ်တက်ဒီအကုန်လုံးရဲဘော်တွေမှာလည်းအကုန်ပြည့်ရှိပြီသားဆိုတော့ကျွန်တော်တို့ရှိတဲ့လူအင်အားလေးအင်အားဆိုလည်းပဲကျွန်တော်တို့ဟိုတရားနီးပါးပေါ့အင်အားတော့တရားနီးပါးရှိမယ်ကျွန်တော်တို့တက်ခွဲ6တက်ခွဲ2ဒီမြို့နယ်ဘကဖားတွေနဲ့ဥဆောင်တိုက်ခဲ့ပြီကျွန်တော်ပါဝင်ပေါ့ဒါရှိတဲ့ရှိရနေမှာမမရက်တည်ပြီးတော့မှအဲဘီဝါပလန်လေးတွေဆွဲပြီးတော့မှဒီငါတို့ဒီစကမ်းကိုတော့တိုက်ခိုက်သိမ်းပိုင်းနိုင်မှဒါအကုန်လုံးက ဒီ netlin မျိုးနဲ့ဥပမာဆိုကြပါစို့ကျွန်တော် netlin မျိုးနဲ့သူမျိုးနဲ့သားတွေကလည်းအဲကျွန်တော်တို့ရန်ကန်ကြီးဟိုညှော်လင့်ထားတာပေါ့ညှော်လင့်ထားတဲ့အလျောက်ပဲကျွန်တော်တို့ကဟိုတတ်နိုင်တဲ့ဟာလေးကိုပဲကျွန်တော်တို့ကဒါလုပ်ငန်းအဖြစ်ကျွန်တော်စီးရီးအဖြစ်ပေါ်ဆောင်ပြီးတော့ဟိုကြရတာပေါ့နော်အဲ့မှာပါလဲကျွန်တော်တို့ကဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုတိုက်ခိုက်နေစေတဲ့ကာလမှာဟို၄နာရီ၃နာရီ50လောက်ကစားလိုက်တယ်၄နာရီခုလောက်မှာ၄နာရီ ဘယ်တတ်မှတ်ရတာတော့၄နာရီပေါ့၃နာရီ50လောက်မှစလိုက်တာစလိုက်တဲ့အခါကျတော့သူကဘာဖြစ်လဲဆိုတော့မိနစ်20လောက်လဲကြာအောင်ပစ်ခတ်ပြီးတော့တိုက်ခိုက်နေတဲ့အချိန်မှာအဲ့တော့ခွေးကကစင်းကလေးတွေဖြစ်သွားပြီကျွန်တော်ကဗီဒီယိုအဲ့ဒီကျွန်တော်တို့ဗီဒီယိုတပ်ပေါင်းစုနဲ့ဓမ္မငယ်ရဲကင်းကိုဟိုတိုက်တဲ့အခါမှာခွေးကကစင်းကလေးတွေဖြစ်နေပြီပြေးတာတွေပြေးနေပြီပြေးတာတွေပြေးနေတဲ့အချိန်မှာကျွန်တော်တို့ဒီတပ်ပေါင်းစုအနေနဲ့ပတ်သက်ပြီးတော့လက်ပတ်ပြီးလိုက်ကအဖို့ကကျွန်တော်တို့မှာ ဘာအားနည်းချက်ဖြစ်သွားလဲဆိုတော့အထိကမြို့အားနေပြီးမီးကိုဖြတ်တောက်ရေးလုပ်ပြလိုက်တာမီးကိုဖြတ်တောက်ရေးလုပ်ပြခိုင်းတယ်ကျွန်တော်တို့ PDA တဲ့ဟိုပြောမယ်ဆိုရင်ဓာမီမှာမဆောင်တာဟိုတော့လမ်းချောက်ပြီးတော့မောင်နေပဲချောက်သွားနေတယ်မီးတွေဘာကြီးလဲမပါတဲ့အခါကျတော့ကိုယ့်ရကိစ္စဖြစ်ပြီးပြေးတော့တာမီးမိတ်ပြီးတော့ပြေးတော့တာပေါ့မြို့မြို့ဘောကနေပြီးတော့ပဲဒီ EBC ရောကပဲမီးဖြတ်ပြီးတော့မှအဲဖြတ်လိုက်တဲ့အခါကျတော့ဒီခိုးရ ပြောမယ်ဆိုရင်တော့ဘယ်လမ်းကြောင်းကိုပြေးလို့ပြေးမှလည်းမသိတော့ဘူးဖြစ်သွားတာနောက်ဆုံးမိတ်ရဲစခန်းကိုဝယ်ရမှာတော့မှပဲကျွန်တော်နည်းနည်းဟိုရက်တန့်သွားတဲ့အနေအထားမျိုးမှာရှိတယ်ရဲစခန်းကိုတော့ဟိုအကုန်လုံးရှေ့မှာရေမောင်တန်းပြီးတော့မှပြစ်ကတ်တိုက်ခိုက်ပြီးစီးနင်းထားပြီပေါ့စီးနင်းထားဆိုပေမဲ့လို့ထွက်ပြေးတဲ့အစ်စ်ခွေးတွေအပြူတွေပေါ့တိုက်ရဘူးကြတော့ကျွန်တော်ပါကဘယ်လိုမီးလည်းမရှိပါမရှိတော့အဲ့ဒီ မိရဖျားရတဲ့အခါကျတော့နည်းနည်းလေးတော့ဒုက္ခတွေ့ရပေါ့အဲ့မှာမှဘာဖြစ်လဲဆိုတော့အတွေ့အကြုံရအခုမှစပြီးတော့စကန်းသိတိုက်ဖို့လည်းဖြစ်နေတော့ကျွန်တော်ကကိုပဲဒီပဲနဲ့ရင်ပေါင်တန်းပြီးတော့မှစစ်ကြောင်းပုံစံမျိုးနဲ့အကုန်လုံးဝိုင်းပြီးတော့ဒိုးတဲ့အခါကျတော့ပြစ်ခတ်တိုက်ခိုက်တဲ့အခါမှာဘာလေးသွားပြီးတော့မှကိုဘက်ကဟိုနည်းနည်းစိုးရင်စိတ်ကလေးဖြစ်သွားလဲဆိုတော့အရှင်းရှင်းတောင်းနေတောင်းမှားပြီးတော့မှဟိုပြစ်ခတ်မိမာလေးဒါတွေကိုသွားပြီးတော့စိုးရင်တာပေါ့ဆုံးရတဲ့အနေဒါမျိုးလေးအဲ့လောက်ထိဖြစ်ခဲ့ပါလို့ပေါ့။နောက်ဘလုံးစူးစီးမှု စိုးရက်ကိုပြန်ယူပြီးတော့မှစကန်းအချိန်မှာစိုးရက်ကိုပြန်ယူပြရမှာအဲစကန်းလေးကိုလုံးပြီးတော့ဝင်ပြမှာရှားဝေးရတယ်ပေါ့အဲအချိန်မှာမှဘာလီအဲထဲထဲမှာဒီစကန်းအတွင်းထဲမှာပေါ့အကုန်လုံးကထွက်ပြေးပြီးတော့မှလမ်းကြောင်းလေးလည်းတွေ့တယ်သူတို့ပြေးတဲ့လမ်းကြောင်းလေးလည်းတွေ့တယ်တွေ့ပြီသူညာဆိုတော့မီးမပါတဲ့အတွက်ဘလို့မှဟိုလိုက်လို့လည်းအဆင်မပြေတော့မတော်မသားများဟိုရှောင်းပြီးတော့ကိုယ်ပြေးဟိုစောင့်ပြီးတော့ဟိုအတင်းတိုက်ခိုက်မဲ့ပုံစံနဲ့ပြေးရှင်အဲဒါလို့ ဆုံးရှုံးကွာဖြစ်အောင်ပါလေကျွန်တော်ကအခုတိုက်ပွဲကဘယ်လိုလဲဆိုတာတားပါတယ်ကျွန်တော်တို့ဟိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အဖွဲ့အစည်းလေးနဲ့အခုလို yes can အဲဂိင်းစကန်ငယ်တခုကျွန်တော်တို့တိမ့်ပိုင်းနိုင်တာဒီကျွန်တော်တို့ဘက်ကထိခိုက်တိုင်ဟာဒုစုံတရားမှဒုတိယမှမရရှိခဲ့ဘူးပေါ့အဲခက်ခဲတယ်ရောအများကြီးကြော်လွားခဲ့ရတာပေါ့ရေရေမြောင်းနဲ့ကြာလိုက်လဲရှိတယ်ရဲဘော်တွေဟိုကွင်းမြင့်ကြီးထင်းပြီးတော့မှကစုံငင်းကိုကွင်းမြင့်ကြီးထင်းပြီးရမှ ဟိုရက်စကန်းကိုဝင်းပြီးတော့လုံးတဲ့အခါမှာလေသူကတာအုပ်ဖျက်သေးတာဟိုတာအုပ်ဖျက်တဲ့အခါမှာကစုံကင်းကြီးကိုကွင်းမြင့်ထင်းပြီးတော့မှဝေးရီထိုးမှပြီးထိုးလွှားချတယ်ရေခွက်ကြီးတွေမှာဟိုမြုပ်တယ်လူတွေကမြုပ်ပေါ့ဗျာဒီလိုလေးတော့ခက်ခဲလေးတော့တိုးခဲ့တာဟုတ်ကဲ့ဟုတ်ဟုတ်ကြားရတာဗောနော်လောကရင်သက်ရှုမောစရာဗောနော်အဲပြီးတော့ဒါအဖွဲတွေရဲ့စူးစမ်းပန်းစားလှုပ်ဆောင်မှုတွေဒါတခုဝမ်းသာစရာကောင်းတာအဲ့လိုဗော အဲဒါတပ်ဖွဲ့တွေတဦးတယောက်မှထိခိုက်တန်ရာမရဘဲနဲ့အောင်မြင်မှုရတဲ့ဟာတော့တော်တော်ဝမ်းသာစရာကောင်းတာပေါ့နော်အဲကျွန်တော်ကတိုက်ပွဲဖြစ်ပြီးဟေးဆိုရင်ကိုယ့်ဖွဲ့တွေဘာဖြစ်သလဲဆိုပြီးတော့အရင်မေးရတာအမောပေါ့နော်ပြည်သူကလည်းအဲ့ဒါကိုစိုးရင်ရတာအမောပေါ့အဲအခုကျတော့ဒါအောင်မြင်မှုလည်းရတယ်အကျိုးမြတ်လည်းရတယ်အဲတပ်ဖွဲ့တွေလည်းဘာမှမဖြစ်ဘူးဆိုတော့ဒါတကယ်ကိုပြေစုံတဲ့အောင်မြင်မှုလို့ပြောရမှာပေါ့ဆရာအဲပြီးတော့ပူပေါင်းတိုက်ပွဲဝင်တဲ့ဟာတွေခုနောက်ပိုင်းအရန်တွေ့လာတော့ဆရာ အဲ့အပေါ်မှာဘယ်လိုခံစားရလဲဆရာဟုတ်ကဲ့ဟိုမနေ့ကတော့ကျွန်တော်တို့ဘယ်လိုခံစားရလဲဆိုတော့ဒီလိုကျွန်တော်တို့ကအာနာရှင်ကိုကျွန်တော်တို့တူတယောက်တဖွဲ့စီတဲ့နဲ့တိုက်လို့မရဘူးလေကျွန်တော်စူပေါင်းမှုနဲ့ကျွန်တော်တို့ကဒီတိုက်ခိုက်မှုတွေစူပေါင်းဟိုတိုက်ခိုက်မှုတွေလုံးမှာကျွန်တော်တို့ကတဖွဲ့နဲ့တဖွဲ့ပူပေါင်းမဟာမိတ်အဖွဲ့တွေဥမာ၁၀ဖွဲ့၁၅ဖွဲ့အဖွဲ့၂၀အဲဒါမျိုးတွေဖြစ်လာလေကျွန်တော်တို့အောင်မြင်မှုကပိုးရလေပဲအဲ အောင်မြင်ကဘိုးရလေးပေါ့နော်ကျွန်တော်တို့ကအခုလုံးဝမဲ့ဗလန်လေးအများကြီးရှိတယ်ပေါ့ဒါဒါတွေကိုလည်းတချို့တချို့တော့အဖွဲတွေကိုအဲဆွဲပြီးတော့ခေါ်နေပါတယ်ကျွန်တော်တက်ရင်ပါဆိုလဲတက်ခွဲ6ခွဲရှိတယ်တက်ခွဲ6ခွဲရှိတဲ့နေ့မှမှကိုကနှစ်ခွဲပဲပါနေ့ခွဲပဲစီစီလုံးလုံးညင်ညွတ်ကလေးနဲ့ဒီအောင်ဝဲကိုတိုက်နိုင်ခဲ့တယ်ပေါ့ဒါပေမဲ့နောက်ခွဲနောက်ခွဲလေးသူ့အားလေးနဲ့သူတော့နေတာဝင်မှုတာဝန်ခံမှုလေးတော့ရှိကြပါတယ်အချိန်မှထွက်ပြီးတော့ လုံနေကြတာလေဒါတွေကိုလည်းအကုန်လုံးဥပေါင်းဆောင်ရွက်ပြီးတော့မှအဲတိုက်ခိုက်အနာကျိုးတိုက်ခိုက်ရှင်မှုမှုတို့လည်းပဲအားလုံးကိုလည်းစူးစမ်းပန်းစားဒါစူးစိညာမှုရှိအောင်တော့ကျွန်တော်အနေနဲ့အကျိုးစားနေပါတယ်ဘုန်းတော်ဟုတ်ဟုတ်အဲအဲဥစ္စာကိုကျွန်တော်တို့ကအရန်မျှော်လင့်တာလေနော်အဓိကတော့တပေါင်းစုကြီးဖြစ်လာဖို့အတွက်ကိုကျွန်တော်အရန်မျှော်လင့်နေ စူးစည်းညီညွတ်အားနဲ့လုပ်ရင်အောင်မြင်မှုတွေပိုပြီးရမယ်လို့လည်းယုံကြည်တာ ਉ အခုကျတော့အဲ့လိုဟာမျိုးတွေကအခုနောက်ပိုင်းပွဲတွေမှာတော်တော်လေးခက်စိတ်တွေတွေ့လာတော့ဝမ်းသာတာပေါ့ဆရာလေတိလာအဲနောက်တစ်ခုကဆရာအဲ့လိုလေအဲစစ်ကောင်စီအဲခုနခွေးတွေပေါ့အဲကောင်နေရဲ့အခြေအနေကဘလို့ဘလို့အခြေအနေဖြစ်နေပြီလဲပေါ့နော်ဘလို့သုံးသပ်လို့ရလဲအခုဆိုရင်ကျွန်တော်ကြည့်ရဲအဲစခန်းမှာပေါ့နော်ဟိုတရင်တက်လာတဲ့အချိန်မှာတနအီနီးပါးလောက်တက်ရတယ်ဆိုပြီးတော့တိရတာ ။ဒါအခုဆရာပြောတဲ့ပုံစံကြာအဲ့လောက်တော့မကြတဲ့ပုံစံဖြစ်နေအောင်။ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဟာဟိုကျွန်တော်တို့ကဟိုတိုက်ပွဲတိုက်ရတဲ့အချိန်ကတော့မိနစ်30လောက်ပဲတိုက်ရရတာ။ကျွန်တော်အဲ့မှာစကန်းကိုရှင်းလေးလုပ်တဲ့အခါမှာပေါ့။အဲ့ဒါပေါ့အကုန်လုံးရောထိုးပြီးတော့တဏှာကြီးနှိပန်းပေါ့။ကျွန်တော်က၄နေ့တိုက်ထိုးကနေဝင်နေဆုံးမိုးလင်းသွားလို့လည်းမရဘူးလေ။မိုးလင်းသွားလို့ရှိရင်ကျွန်တော်တို့မှထွက်ပေါက်ကမရှိဘူး။အဲ့ဒီကဒီလမ်းကဟိုအချက်ချာကြတဲ့ main နေရာလည်းဖြစ်နေတော့ ။အဲ့တော့အတွင်းထဲလည်းဖြစ်တယ်။ကျွန်တော်တို့ဟိုဘက်မှာဆိုတောင်ယူရဲစခန်းရှိမယ်။ဒီဘက်မှာဆိုမကြီးပင်ရဲစခန်းရှိမယ်။ဒီသုံးဝင်ဆိုင်သုံးဝင်ဆိုင်ရှက်ချာကြတဲ့ဂွင်ထဲဟိုမှာဟိုးရှေ့ဟိုမှာသွားပြီးတော့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကသွားပြီးတော့စီးရေပေါ်ဆောင်မှုသွားလောက်ရတာပေါ့နော်။အဲအအဓိကတော့ကျွန်တော်တို့အားရနဲ့ကျွန်တော်တို့နိုင်တဲ့ဝင်ကိုရှည်ရတဲ့သဘောပါပဲ။အဓိကသူတို့ဟိုဒီခွေးတွေခွေးမိစားတွေကတော့ဘာလို့ဖြစ်နေလဲဆိုတော့တက်ပြက်နေတာတော့အမှန်ကန်ပဲ။နည်းနည်းလေးကိုယ့်ဘက်ကအင်းနဲ့အားတိုင်းနဲ့ ဟိုပြစ်ကတ်တိုက်ခိုက်လိုက်တဲ့အခါမှာသူတို့မှာသူတို့မှာကဟိုကျွန်တော်တို့ပြောမယ်ဆိုကျွန်တော်တို့ကစိတ်ဓာတ်အပြည့်ဝနေပဲလက်နဲ့ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလက်နဲ့မရှိတဲ့ရဲဘော်တွေလည်းအများကြီးပါပါတယ်အဲဒါလည်းပဲဒါစစ်စင်ရေးမှာဒါပူတွဲပြီးအကုန်လိုက်လိုက်ပါဆောင်ရွက်နေကြတာပဲသူတို့မှာလက်နဲ့ခရံပြည့်စုံမှုရှိပြီတော့ညာလည်းပဲတာဝန်အရဆိုပြီးတော့သူတို့ဟိုလုံနေရတဲ့အခန်းကဏ္ဍမျိုးမှာအဲရှိတဲ့အခါကျတော့ကျွန်တော်တို့ပြစ်ကတ်တိုက်ခိုက်ရတဲ့အခါမှာအဲမကြခဲ့ အတော်တွင်းလေးဒီမှာပဲကျွန်တော်တို့အောင်ပွဲကိုရခဲ့တယ်ပေါ့အဲသူတို့ကတော့ဂစင်းကလေးတွေဖြစ်ပြီးတော့စပြီးတော့နောက်ဘက်ကဖြီးပြီးတော့တိုက်ခိုက်ပြီးဆိုတော့ဂစင်းကလေးတွေဖြီးပြီးတော့ကြီးတော့တာပဲအဓိကဒီကတော့ကုလည်းပဲလက်ရှိကျွန်တော်တို့တိုက်ခိုက်နေတဲ့ကာလအတွင်းမှာပဲဥပမာဆိုကြပါစို့ကျွန်တော်တို့ဖြတ်ပြီးတော့ကျွန်တော်တို့ဖြတ်ပြီးပိတ်ထားလို့ရတယ်ပြင်မူပြင်မူပြူရွာရှိမယ်အဲစကားဆိုရင်အမှအကောင်50လောက်ရှိမယ်ဒီဟွာပေါ့ပြောမယ်ဆိုရင်ဒီ တောင်ယူရဲကင်းတောင်ယူရဲကင်းဆိုလဲအဲ့မှာစကရခတယ်အများကြီးကျွန်တော်တို့ပိတ်ဆို့ပြီးတော့မှကျွန်တော်တို့ထောပေါက်ကိုပိတ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေအထက်ထဲတွေပြောမယ်ဆိုရင်အသက်ဆုံးစားပြားဒုသာပန်းသားနဲ့ပြန်ပြီးတော့ထွက်ရမယ်အခြေအနေမျိုးရှိတယ်ပေါ့ဒါပေမဲ့သူတို့ရဲ့စိတ်ဓာတ်စိတ်ထဲမှာကကျွန်တော်တို့တွေခုလောက်ထိလုံနိုင်ပြီဆိုတော့သူတို့မှအကြောက်တရားတော်တော်ကြီးဝင်သွားပြီကျွန်တော်တို့ကသူတို့အကြောက်တရားတွေပေးတာဘယ်ညာဘယ်ညာမှမျိုးမဆိုပေါ့ကျွန်တော်တို့မှဖြတ်တောက်ရေးထားတယ် လာခဲ့ကျွန်တော်တို့မကြောက်ဘူးဒါပဲဒီဟိုဟိုကျွန်တော်တို့ဟိုမလို့မချောင်သာအနေထားမျိုးသူတို့အဲ့အတိုင်းနဲ့ပိတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ပိတ်မိနိုင်တယ်ဒါပဲဒီကျွန်တော်တို့အားဓာတ်တွေကိုမစိုးရိမ်မကြောက်ဘူးသူတို့စိတ်ဓာတ်တွေကိုသိနေပြီသူတို့ကအကြောက်တရားတွေနဲ့ဒါပဲပြောရမယ်ဆိုရင်တော့လက်လက်ကိုင်းထားပြီးတော့အကြောက်တရားတွေနဲ့ဒါနေနေရတာအဲ့ကျွန်တော်တို့မှအကြောက်တရားမရှိတဲ့အခါကျတော့ဒါစုံစားပြီးတော့လောက်ရတဲ့အခါကျတော့ဒါကျွန်တော်တို့အောင်းအောင်မြင်မြင်ပဲကျွန်တော်တို့ စကားသိနိုင်တဲ့အထိဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်တို့အဲစကားသိနိုင်တဲ့စကားသိနိုင်ဆိုအပြည့်အစုံကြီးတော့ကျွန်တော်တို့ကခြာပွေရမယ်အချိန်ကျွန်တော်မရခဲ့ဘူးပေါ့နော်ကျွန်တော်ကအရှင်ကစတာပြီးတော့လောက်ရတဲ့အခါကျတော့ကျွန်တော်တို့ဒီစကားနေစကားနေဟူလည်းပဲစကားနေရှိတယ်စကားနေဟူလည်းပဲအဲမိတို့ပြီးတော့ရှင်းလေးလေးလောက်ရမယ်ဟာဟူလည်းကျွန်တော်တို့မလုတ်ခဲ့ရဘူးပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဲ့ရအရှင်မပေးနိုင်ဘူးလေကျွန်တော်တို့ရဲ့ဘော်ရဲ့တူတူတယောက်မှဟိုကူက အားလုံးကမစိုးရင်ရာမရှိပဲတူးတော့မှဒါရမရပဲနဲ့အခုလိုနေသားမျိုးလေးကျွန်တော်တို့မှတိန့်ရှိရမိတဲ့အခန်းကိုတိန့်နေနေဆိုရင်ပဲကျွန်တော်တို့မှဝမ်းမြောက်လာပြီတော့ဒါပရမသုအချိန်ကျွန်တော်ကဒီနတ်လေးမျိုးကိုဘုန်းတော်ရဲ့ဒါစကားငယ်လေးတခုကိုသိမ့်ပိုင်းနိုင်တာပဲပေါ့နော်အဲဒီအချိန်မှာမှမလိုအပ်တဲ့ဆုံးရှုံးဖြစ်လာမှလဲဆိုးတဲ့အတွက်ကြောင့်ကျွန်တော်တို့မှပြည့်ပြည့်စုံစုံတော့နှက်နှက်ဆက်ဆက်ဟိုရှားပူခြင်းတော့မလုပ်ခဲ့ရဘူးပေါ့အဲ့ဒါလည်းပဲကျွန်တော်က နောက်ဖြစ်လာတဲ့ဒူးဆဲကိုကျွန်တော်ကမျောတွေးတာပေါ့ကျွန်တော်တို့လည်းဆိုရင်ဒီခုဒီဟိုဘက်လေချောင်းရံလေချောင်းရံလည်းကျွန်တော်ကအញ្ញကြောက်ရတာဟိုလေချောင်းကလာခဏလေးလေကျွန်တော်ကပြန်ထွက်ရမှာကဝင်းမြေဟိုမှာတောက်လျှောက်ဝင်းမြေတောက်လျှောက်သွားမှာဆိုတော့ကျွန်တော်ကဆိုင်ကတစည်းလည်းမပါဘူးပေါ့နော်ကဲရှိချင်းပဲတောက်လျှောက်သွားရတဲ့အခါကျတော့အခက်အခဲလေးတွေနည်းနည်းအမောင်ခိုးပြီးတော့ကျန်းဆုပ်ရတဲ့အနေအထားမျိုးပေါ့ဟုတ်ကဲ့။ဟုတ်။ကျန်တဲ့အပိုင်းကတော့အကုန်လုံးဆင်ပြေပါလေ။ ဟုတ်လားမှုအစည်းလုံးမှုဆိုတော့ကျွန်တော်တို့ဟိုတိုက်ပွဲမှာဘာဝင်နေတဲ့ရဲဘော်ရဲဘက်အားလုံးပဲအားလုံးစီလုံးညင်ညွတ်တဲ့ COC အခုလည်းတော့အောက်ကသွားတဲ့အတွက်ကြောင့်အားလုံးပါတယ်ရောက်ရှိခဲ့ပါတယ်ပေါ့ဟုတ်ဟုတ်ကြားရတာမိုက်တယ်ပေါ့နော်ပြီးတော့ဟိုသူတို့နဲ့ဘေးနားမှာကိုပဲရဲစခန်းနှစ်ခုရှိတာကိုလာမကူတဲ့အနေဒါဖြစ်နေတာပေါ့နော်ဟုတ်ကဲ့ ရဲစခန်းကနှခုရှိတယ်ရဲစခန်းကနှခုရှိတယ် PDF ရွာကပြောရမယ်ဆိုရင်အဲ့ဒီဓမငယ်ရဲကင်းတဲ့ကလေးရွာကကျွန်တော်မင်းမှုကျုံရှိတယ်မင်းမှုကျုံကလည်းလုံးလုံးမထွက်ရဲဘူးဩတောင်ကျူရဲကင်းကလည်းလုံးလုံးမထွက်ရဲဘူးခုနဒီပြင်ပုံဝရွာလည်းလုံးလုံးမထွက်ရဲဘူးဒီဘွားလည်းပဲမရှိပဲရဲစခန်းကလည်းလုံးလုံးမထွက်ရဲဘူးဩစခန်းလေးခုရှိတယ်စခန်းလေးခုအနေနဲ့မှာအဲ့စခန်းလေးခုကိုကျွန်တော်တို့ကကြောပြီးတော့မှဟုတ်ကပြောရမယ်ဆိုရင်အဲ့စခန်းငယ်လေးကို သွားပြီးဆိုင်ဆိုင်တဲ့ခါမှာကျွန်တော်တို့သူတို့အကြောက်တရားတွေပြီးစီးဒါတော့ကျွန်တော်တို့မိတ်ဆုံနိုင်ဘူးပေါ့ဟုတ်အာရှာတို့လည်းမလွယ်ဘူးတော့အဝေးကိုကြော်ပြီးသားတိုက်ပြတာကိုကမှဆိုရင်တော့ခုအောင်ပွဲကကျွန်တော်တို့အတက်ဆုံဆံပြားသွားရတဲ့အောင်ပွဲပေါ့ကျွန်တော်တို့အဲသူတို့အနာဂတ်တွေရှိပါလေသားနဲ့စကန်းစကန်းစကန်းငယ်တွေစကန်းကြီးတွေရှိပါလေသားနဲ့ကျွန်တော်ကတော့ရက်ဆုံးပြီးတော့သွားပြအဓိကစိတ်ဓာတ်တွေပြည်ပြဝဝရှိတယ်လေကျွန်တော်တို့ဖြစ်လာမဲ့အန်နီယယ်ကိုကျွန်တော်တို့ရှိတဲ့ နည်းနည်းခရင်ကြည်လေးတွေနဲ့ရောမယ်ဆိုစွမ်းကုန်တိုက်မယ်ဆိုတဲ့စိတ်မျိုးတွေနဲ့ပဲကျွန်တော်တို့ဒါအောင်ပွဲကိုစီကိုအလျှောက်လန်းနိုင်ခဲ့တာပေါ့ဟုတ်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 ကြာဟုတ်အဲပြီးတော့အခုအခုအောင်ပွဲဖြစ်ခဲ့ပြီပေါ့နော်အောင်ပွဲရခဲ့ပြီအဲတပ်ဖွဲ့တွေလည်းဘေးမသိရံမခပဲနဲ့အောင်မြင်မှုရတယ်ပေါ့နော်အဲဒီရတဲ့လက်နက်တရားလည်းနောက်တိုက်ပွဲတွေအတွက်အထောက်အကူတစ်ခုတော့ဖြစ်မှာပဲလေနော်အဲတကယ်သာပြည့်ပြည့်စုံစုံနဲ့တိုက်နိုင်မယ်ဟေးဆိုရင် ကျွန်တော်တို့တပ်ဖွဲ့တွေပေါ့နော်တွေ့တဲ့နေရာကြိုက်တဲ့စကားကိုဝင်တိုက်နိုင်တဲ့အနေအထားဖြစ်နေပြီနော်အဖွဲ့တွေရဲ့ယုံကြည်ချက်ဇွဲတတိယကြောက်စရာကောင်းတယ်တကယ်မိုက်တယ်ကျွန်တော်တို့မြင်ရကြားသမျှဟာတွေအကုန်လုံးကတကယ်လက်ပြားခါတယ်ကြာဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ဟုတ်ဒါတော့သူတို့ရှိရတဲ့တကယ်ဒိတ်ကြီးရတဲ့အဲဒိတ်ကြီးရတဲ့လက်နက်နေရာလည်းပဲကျွန်တော်တို့အထောက်အကူဖြစ်တာပေါ့ကျွန်တော်တို့မှအခုဆိုပဲကျွန်တော်တို့လုံလုံရရမဝင်နိုင်မချနိုင်တဲ့ကျွန်တော်တို့60မမတွေ60ဘုံကြီးတွေ ်အဲကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်လည်းကသူကသူတို့ပြန်ပြီးပြင်နိုင်ရောဒီကောတော့ကျွန်တော်တို့ကလက်လုပ်ကလေးတွေနဲ့အဲသူတို့ပြန်ပြီးသုံးပြရတာဟိုတိုက်ခိုက်ရတာဟိုအဲလက်လုပ်60မမတို့80မမတို့ဒါလည်းသူကကျွန်တော်တို့ကရန်သူလက်နဲ့ကိုယ်လက်နဲ့အဖြစ်ကျွန်တော်တို့အစ်စ်တွေလည်းပဲကျွန်တော်တို့ကိုင်ကိုင်တခိုင်နိုင်သွားပြီပေါ့နော်အဲအဲ့ဒါလည်းပဲကျွန်တော်တို့အောင်မြင်မှုကျွန်တော်စမ်းနိုင်တဲ့ခုပဲကျွန်တော်ရဲ့အားပေါ့ပြောရမယ်ဆိုကျွန်တော်တို့ခွန်အားတွေဖြစ်စီခဲ့တဲ့ကျွန်တော် နည်းနည်းခရမ်းနေသိရှိခဲ့မိတာဒါပရမသောအချိန်လေးဖြစ်တော့ကျွန်တော်ကိုယ်တိုင်လည်းဝမ်းသာတယ်ဗီဒီလည်းဖြစ်တယ်ဟုတ်ကြာတကယ်ကျွန်တော်တို့လည်းဝမ်းသာတယ်ဗီဒီဖြစ်တယ်အပြီးတော့လေးဆရာဒီအခုဘကူးဘချမ်းကအခုဆိုရင်အဲတော်တော်လေးမှခက်စိတ်စိတ်ပေါ့နော်အောင်မြင်မှုတွေတောက်လျှောက်တောက်လျှောက်ရလာတယ်အဒီကောင်းနေလဲအဲ့ဘက်ကိုအတကုံကတာပဲဆရာရဲ့စစ်ကူဆိုလဲပို့တာပဲပေါ့နော်ဒါပေမဲ့လုံးဝဒီကောင်းနေဘာမှကိုမလုံနိုင်တဲ့အနေထားပေါ့နော် ဒီဘက်ကတပ်ဖွဲ့တွေလုံသမျှကိုသူတို့ခံနေရတဲ့အနေအထားဖြစ်လာတော့ဒါပဲကိုတိုင်းကလည်းနောက်ထပ်ကျွန်တော်တို့တော်လန်ရဲရဲ့အောင်မြေတစ်ခုအနေနဲ့မြုံမန်းလို့ရနေပြီလားဆရာဟုတ်ကဲ့ဟုတ်ကဲ့အဲရပါတယ်အဲကျွန်တော်တို့မကြာကတော့တဲ့အချိန်ကာလတွေဟိုဒီတူတယောက်ကောင်းတစ်ဖွဲ့ကောင်းနှစ်ဖွဲ့ကောင်းနေမဟုတ်ဘဲနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေလည်းပဲအဲထပ်ပြီးတော့မှ ကျွန်တော်တို့လုပ်ဖို့လုပ်ဖို့ရအောင်ဝဲစီလို့အများကြီးရှိပါသေးတယ်အဲကျွန်တော်တို့ SA plan နဲ့ CA စီမံချက်တွေဒါ viewer ဘိုင်းတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အဲအညီနိုင်တိုင်ပြီးတော့မှဆွေးနွေးညှိနှိုင်းထားတာလည်းအများကြီးရှိပါသေးတယ်ဒါပေမဲ့ဒီကလို့ကျွန်တော်တို့ဘက်မှာလည်းလည်းခရင်အားနေနေတဲ့ခါကျတော့ကျွန်တော်တို့ဟိုအချိန်ပိုင်းတိုင်းတာတစ်ခုလေးတော့ဆောင်ရွက်ရမယ်ရှင်နေလို့ရှိတယ်ဒါပေမဲ့အခုအဲကြားထဲမှာလည်းပဲကျွန်တော်တို့အလဲတင်တင်တယ်လို့အစဉ်ပြေပြည်တယ်လို့လေးတွေ ဲ့လိုပဲဟိုတိုက်ခိုက်နေလုံးမှာပဲဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာအခုလိုပြောပြလို့ကျေးဇူးအများကြီးတင်တယ်ဗောနော်ဒါကျွန်တော်ကတော့တိုက်ပွဲနှောက်ွယ်ရပါဗောနော်ဒါပြည်သူတွေတရင်အနေနဲ့မတိလိုက်ရတဲ့တကယ်ဖြစ်ရလေးတွေဗောနော်ဆရာခုနပြောလို့ ာတပ်ဖွဲ့တွေခက်ခဲတွေပေါ့နော်ဒါကစုံကင်းကြီးကိုလုံးဝဒါဟိုဟာဖြစ်တယ်ထင်ပြီးတော့ဒါဖျက်ကူးရတဲ့အနေထားအဲ့လိုခက်ခဲတွေပေါ့နော်အဲ့ဒါ ਈ နဲ့ပတ်သက်လို့တပ်ဖွဲ့တွေကအများကြီးကြော်ဖြတ်ပြီးမှဒီအောင်မြင်မှုတွေကိုရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်သိစေချင်တာပေါ့နော်ဒါကြောင့်မလို့ဆရာအခုလိုမျိုးပြောပြတဲ့ဟာကိုလည်းတကယ်ကျေးဇူးတင်တယ်ပေါ့နော်ပြီးတော့ဒီစကားဝိုင်းလေးဒီအင်တာဗျူးလေးရဲ့ဒါအဆုံးသက်အနေနဲ့ပေါ့နော်အာဆရာအနေနဲ့ပြည်သူတွေကိုပြောချင်တဲ့ရင်ထဲကစကားလေးတွေရှိရင်လည်းပြောပြပါဦး ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲကျွန်တော်အခုအောင်ပွဲတဲ့သူပြန်လာခဲ့တဲ့အခါမှာပေါ့နော်အပြည်သူတွေရဲ့ဝန်တာပီတီအပြုံးနေအပြည်သူတွေရဲ့အဲပြောမယ်ဆိုရင်တော့သူတို့မှလည်းအဲလဲဝန်တာနဲ့အကခုံပြီးတော့မှကျွန်တော်တို့ဟိုပန်းကုန်းတွေစုပြီးကျိုးကျိုးချင်တဲ့ဆန္ဒတွေရှိကြပါလေဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ပဲပဲအားလုံးလက်ပြနှုတ်ဆက်ပြီးတော့မှ ပြောခဲ့တာလေးရှိပါတယ်။ရင်ထဲကပဲစိတ်ပြောကြပါဦးပေါ့နော်။အခုချိန်ခါမှာကျွန်တော်တို့ကဘာလို့လဲဆိုတော့ ကျွန်တော်တို့စိုးမိုးနေမြေတွေလည်းမဟုတ်သေးတဲ့အခါကြတော့ကျွန်တော်တို့အတွက်ကအန်ရီကမစိုးရရဘူးပြည်သူတွေအတွက်အန်ရီစိုးရင်လည်းဒါလည်းဖြစ်နေတဲ့အခါကြတော့ကျွန်တော်တို့ပြည်သူတွေပြောပြောမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ပြည်သူကိုပြည်ပြည်ဝဝကျွန်တော်တို့ကာကွယ်မပေးနိုင်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့လွမြောက်နေမြေတို့တတ်မှတ်မထားသေးဘူးရတော့ကျွန်တော်တို့လည်းပဲပြည်သူလုံးလုံးရရ ကာကွယ်မပေးနိုင်တဲ့အခြေအနေမျိုးမှရှိတယ်အဲဒါကြောင့်မလို့ပြည်သူတွေကိုကျွန်တော်အနေနဲ့ပြောချင်တာရင်ထဲမှာပဲချိတ်ပြောကြပါအောင်ပေါ့နော်နောက်အောင်ပွဲတွေအောင်ပွဲတွေကျွန်တော်တို့လွန်မြောက်နေပြီအထိသိပ္ပိုက်ဆိုးမိုးနိုင်သွားပြီဆိုရင်ကျွန်တော်တို့လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနဲ့ကာခွင်နဲ့ပြောကြမယ်ပေါ့နော်အားလုံးမပြည်သူလူထုတွေကိုလည်းကျေးဇူးတင်တယ်ဘာလို့လဲကျေးဇူးတင်လဲဆိုတော့ကျွန်တော်တို့အားပေးကူညီထောက်ပံ့ဝန်ရံပေးနေတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေရှိနေတာ哦အဲ့တော့ကျွန်တော်တို့ရဲ့ပြည်သူတွေကအခုလိုလေးလေး ဝမ်းမတသာလေးရှိတော့လည်းပဲကျွန်တော်တို့တိုက်ခိုက်နေရတဲ့ရဲဘော်တွေအဖို့မှာအသက်ပေးပြီးတိုက်ခိုက်နေလည်းပဲသူတို့မမို့ဘူးကျွန်တော်တို့မှာစိတ်ဓာတ်တွေခွာရအပြည့်ရှိတာနောက်မှပြည်သူရှိတယ်အပြည်သူရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတိုက်ပွဲမှာမတော်မဆဆုံးဆုံးသွားအသက်ဆုံးဆုံးသွားခိုင်းတော့ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ဝင်နာမလေးဘူးပေါ့ကျွန်တော်တို့အသက်ခန္ဓာကိုယ်ပြေးပြားဖြစ်တဲ့အတွက်ကြောင့်ပြောမယ်ဆိုရင်တော့ဒီပြည်သူတွေကိုလည်းလွတ်လွတ်လပ်လပ် ပျော်စေခြင်းနဲ့ဆန္ဒတော့ရှိတယ်ဒါပဲဒီရင်ထဲမှာပဲကြည့်ပြီးပြောကြပါဦးလို့ပြောရင်ပြောကြချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကိုကျေးဇူးအများကြီးတင်တယ်ဗောနော်အခုလိုမျိုးပြည်သူကိုအလေးထားပြီးတော့ပြည်သူအတွက်အများကြီးစဉ်းစားပြီးတဲ့ခေါင်းဆောင်တောင်းနဲ့ပြောခွင့်ရရလဲကျေးဇူးတင်တယ်ဗောနော်အဲ့ပြီးတော့အခုလိုမျိုးအောင်ပွဲသတင်းတွေကိုလည်းအမြဲတမ်းကြားပြရသေးပြီပေါ့နော်အဲ့ပြီးတော့ဒါအကိုနယ်လည်းအခုလိုအောင်ပွဲအကြောင်းတွေကိုအလင်းတင်တင်လို့အမြဲတမ်းပြောနိုင်မဲ့အနေထားရောက်အောင်အဲ့ကိုတို့တွေအာနာနာနဲ့ပေါ့နော်ကိုတို့တွေစူးစမ်းပြပအောင်လို့လည်းတောင်းဆိုချင်ပါတယ် ြောအစသရာလည်း view site ပေးပါဗောနော်အခုအနေနဲ့လည်း view site ပေးပါပြည်သူတွေကိုလည်း view site ပေးပါအဖွဲ့သားတွေကိုလည်း view site ပေးပါဗောနော်အကြောင်းတွေအောင်မဲခံမဲ့နေအထိဗောနော်ရှင်သန်ပြီးတော့အောင်မြင်မှုတွေရယူပေးနိုင်ကြပါစေလို့လည်းဆုတောင်းပါတယ်ကိုဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုကြီးကျေးဇူးပါကျွန်တော်အနေနဲ့လည်းအခုလိုအခုနဲ့တွေ့ဆုံပြီးတော့မှအခုအင်တာဗျူးလေးလုပ်ရတော့ပဲကျွန်တော်အနေနဲ့အထူးပဲကျေးဇူးတင်ပါတယ်မဟုတ်လဲဆိုတော့ကျွန်တော်ပြောချင်တဲ့စကားတွေကျွန်တော်ပြည်သူတွေကိုပြောချင်တဲ့စကားတွေကျွန်တော်ပြောခွင့်ရခဲ့တယ်လေကျွန်တော်ရဲ့အထွေထွေမှုပိုင်းတွေပါညာကြီးလည်းအကုန်လုံး ဒါကျွန်တော်ပြောပြောခွင့်ရတဲ့အချိန်ကလည်းဖြစ်နေလို့အထူးပဲအဲကိုတို့လည်းကျွန်တော်နေလဲကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကိုတတ်ဆုံးမယ်နော်ကိုအောင်ပွဲတွေကြောင့်တတ်ပြောကြအောင်ဟုတ်ကဲ့တတ်ဆုံးပါပါကျွန်တော်တို့အောင်ပွဲတွေနဲ့အတူတူထပ်ပြီးတော့အဆုံးရအောင်ပါဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကျမကယူဆိုင်ပါဗျဟုတ်ပြပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ် ဲအဲ့တော့ကြားကြတဲ့အတိုင်းပဲတက်ဖွဲ့တွေရဲ့စိတ်အားတကြွမှုတွေကတော့ပြင်းတဲ့အတိုင်းပဲဟိုလုံးဝရဲစခန်းနေပက်လက်ဝိုင်းနေတဲ့ကြားထဲမှာခြုံတွက်ပြီးတော့တကယ်အာသူတို့လုံနိုင်ကြိုက်နိုင်မယ်ဆိုတဲ့နေရာမျိုးကိုတော့တိုက်တာပေါ့နော်အစစ်ကောင်စီဘက်ကတော့ပြောကြတာပေါ့သိရမလားအမင်းတို့ကောင်တွေစခန်းလေးတစ်ခုလောက်တိုက်ရတာကိုခုံစားမြင်ဟာအဲ့လိုစခန်းမျိုးကိုအများကြီးလာမှာတက်ဖွဲ့တွေကအဲ့လိုကိုကြိမ်းဝါထားတာပေါ့နော် အဲပြီးတော့တပ်ဖွဲ့တွေရဲ့ဒါခုနလိုအခက်ခဲတွေပေါ့နော်အခက်ခဲတွေဆိုတော့အများကြီးမြင်ရတယ်ပြီးရင်အဲ့မှာ EBC EBC ရဲ့လောက်ရက်ကိုသူထည့်ပြောပါရှိရပေါ့နော်အဲကြတာဒီကောင်တွေကလည်းဘောက်ချာဆောက်ရမယ်ကောင်တွေပေါ့နော်အဲအဲ့တော့ကြတော့အဲဥစ္စာတွေကိုလည်းပြည်သူတွေသိရှိနားလည်ကြဖို့ရည်ကြီးတယ်ပေါ့နော်ပြီးတော့ဒါဟာ လည်းခက်ခဲခဲ့တဲ့သင်ခန်းစာတစ်ခုဖြစ်တယ်ဗောနော်အဲ့ဒီခက်ခဲကနေပြန်ပြီးတော့ကျွန်တော်တို့နောက်နောက်တိုက်ပွဲတွေမှာသင်ခန်းစာယူနိုင်အောင်လို့ဒါထည့်ပြောပြီးသွားတဲ့လေဒါတဲမှုဂျေစုတင်ရတယ်ဗောနော်အဲပြီးတော့ကျတော့ဟိုလုံးဝဒါအလွဲလေးလည်းဂျုံရရတာရှိတယ်အဲရေစံသတိနဲ့ပတ်သက်လို့ကတော့အထူးပြောစရာမလိုဘူးဗောနော်သူတို့ဘာဘလောက်ထိသူတို့တောင်းဆိုလဲဆိုတော့လက်နက်ခဲရန်ကအခုတိုက်ယူရင်ကျွန်တော်ရတယ်ပေါ့စစ်ကောင်စီကဒါဒါအခုလိုမျိုးဝင်တိုက်နိုင်တယ်ဟေ့ဆိုရင်လက်နက်ခဲရန်လက်နက်ကရမှာပဲပေါ့နော်ဒါပေမဲ့ခဲရန်ပေါ့နော်ခဲရန်နဲ့ပတ်သက်လို့ဖြစ်တင်းရတဲ့အပိုင်းတွေမှာတော့ ခက်ခဲရှိတယ်ဆိုတော့အရင်တော့ဆိုရင်ပြမပြေဆုံးမပြေဆုံးမပြေဆုံးပဲပြောကြတယ်ဒါပေမဲ့အခုဆိုရင်ဒါအဲ့မပြေဆုံးတဲ့ဂျားတဲ့ကနေမှသူတို့အဆုံးအထိလှုပ်ကြတယ်လှုပ်ကြတဲ့အချိန်မှာလက်နက်တောင်မှဒါစစ်ခွေးစီကနေပြယူမယ်ဆိုတဲ့အဆင့်ပေါ့နော်တက်နိုင်ရင်တော့ခရမ်းတော့ကူပေးကြပါဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်အဲ့ဒါလေတကယ်ကိုစိတ်မကောင်းစရာအချက်တစ်ခုပေါ့နော်တကယ်သာတပ်ဖွဲ့တွေပြည်စုံနေတဲ့ဟိတ်ဆိုရင်လက်ရှိစစ်ကောင်စီရဲ့အခြေအနေနဲ့ကပွက်သိမ့်တော့ကြပါ အဲ့ကြောင့်ဘလို့ပဲဖြစ်ဖြစ်ဒါကျွန်တော်ကအခြေအနေမှန်ကိုသိရအောင်သင်ပြခြင်းပဲဖြစ်ပါလေပေါ့နော်အဲ့တော့ဒါဒီတိမ်မှုတို့ဒါမြေပြင်မှာရှိတဲ့တပ်ဖွဲ့တွေပြောပြမှာပဲကျွန်တော်တို့ဒါအဖြစ်မှန်တွေသိကြရတာပေါ့နော်အဲ့တော့ကြတော့မြေပြင်ကအဖြစ်မှန်တွေကိုသိရပြီဆိုရင်ငါတို့တက်နိုင်တာဘယ်နေရာရှိလဲဘယ်ပိုင်းတွေမှာခူကြမလဲဆိုတဲ့စိတ်မျိုးလေးနဲ့ကျွန်တော်တို့ပါဝင်ပေးကြမယ်ဆိုရင်ဒီတော်လိုင်းကြီးကအမြင့်ဆုံးအောင်မြင်မယ်လို့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်